တီချက်ချတော့မယ်ဆိုရင်ငါတို့တော့အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတော့ဥတီချက်လုပ်လို့မရဘူးเนาะဥတီချက်လို့ပြောလိုက်ရင်ကိန်းကနာအရေးအတွက်နဲ့ပြရတယ်เนาะဘယ်အခါမှာဘယ်လောက်ထိပြီးအောင်လုပ်ပါမယ်ဆိုတာကိုဖော်ပြရတယ်အဲ့တော့ဥတီချက်လုပ်တော့မယ်ဆိုရင်เนาะ ဆရာမတို့အခုခေတ်မှာစိတ်ပျော့ပျော့နေတဲ့ deadline ဘယ်အချိန်မှာပြီးရမယ်အဲ့ဒါငါတို့ဒါဥမာဒီနှစ်ဒီလောက်ရအောင်လုပ်ရမယ်ဒုတိယနှစ်ဒီလောက်ရအောင်မယ်တစ်နှစ်ပြီးတစ်နှစ်တစ်နှစ်ပြီးတစ်နှစ်အဲ့ဒါတစ်နှစ်တစ်နှစ်တစ်နှစ်ဆိုတော့ဗာလေ deadline လေးတွေပေးလိုက်တယ်ဟောဒီ deadline မှာဒီလောက်ပြီးရမယ်ဒီလက် deadline မှာဘယ်လောက်ပြီးရမယ်နော်အဲ့ဒါကိုသတ်မှတ်ပေးတယ်နော်ဒီလောက်ဆိုတာဥပမာအရေအတွက်နဲ့ထွက်မယ်ဆိုရင်လေ unit ဘယ်နဲ့ unit ထွက်ရမလဲငွေကြေးတန်ဖိုးနဲ့တွက်မယ်ဆိုရင်တန်ဖိုးဘယ်လောက်ထိလောက်ရမလဲအ အမြတ်နဲ့ထွက်မယ်ဆိုရင်လည်းအမြတ်ဒီလောက်မှဒီလောက်မြတ်ရမယ်ဒီလောက်မြတ်ရမယ်နော်ဒါမှမဟုတ်လို့ရှင်မြန်ကူခစ်ကြီးမှာတိတ်ပြီးတော့မှခစ်စားတာပဲဈေးခွက်မှာငါတို့ဘလောက်ဈာဂိုင်းနှုံရအောင်လုပ်ရမယ်စသည်ဖြင့်တိတိကျကျဂိန်းကနာနဲ့ဖော်ပြထားတာဘာကလဲဆိုရင် objective လို့ခေါ်တယ်နော်အဲ့တော့အဲ့တော့ objective လို့ပြောလိုက်ရင်ဗါလဲ result ရရမယ်ရလတ်ကိုဥတီထားတယ် နော် objective ဆိုတာဘာလဲရရမယ်ရလက်ကိုဥတည်ထားတယ်နော်အဲ့ဒါကြောင့်မလို့နော်ဟိုဘလောက်မသိပဲနဲ့ဟိုလောက်သာလုံနေတယ်ဘာမှမသိဘူးခဏဆရာမခဏခဏကြားဘူးတယ်နော် လုပ်ငန်းတွေမှာဘာပြောလဲလုံတော့လုံနေတာပဲဆရာမရေစမရပြောနေဘယ်အောင်နေမှမသိတဲ့လူတွေလုပ်ငန်းတွေအများကြီးရှိတယ်အဲ့တော့ manager တွေက strategic management ကိုနားလဲဘယ်ချိန်မှာဘလောက်ထိလုပ်ဖို့ရစစရတယ်အဲ့လိုလုပ်တဲ့ခါမှာ ညာတော့အဖြစ်မန်နေဂျာတွေဘာစဉ်းစားသလဲဆိုရင်နော်ကိုယ့်နဲ့အလားတူလုပ်နေတယ်နော်ကိုယ့်လိုမျိုးလုပ်ငန်းနော်အဲ့ဒါကိုဆရာမတို့ဘာသုံးလဲဆိုရင်နော် industry တစ်ခုတည်း industry လို့ဆရာမတို့ပြောလိုက်ရင်နော်အာစပ်ဘူးလုပ်ငန်းတွေမဟုတ်ဘူးနော်အခုခေတ်မှာအကုန်လုံး industry လို့ပြောတယ် နော်ဥပမာဆိုကြပါစို့ကျမရေလုပ်ငန်းစု industry ဆိုတာပါလေတူညီသောလုပ်ငန်းတွေစုထားတဲ့အစုကို industry လို့ခေါ်တယ်ကျမရေ health industry ကျမရေလုပ်ငန်းစုအဲကျမရေလုပ်ငန်းကို လုပ်နေတဲ့နော်လုပ်ငန်းတွေကိုအဲ့ဒါကိုပါခေါ်မလဲဆိုရင် health industry တွေက businesses health industry. business လို့ဥပမာဆိုကြပါစို့เนาะဆရာမတို့ Victoria အာရှတော်ဝင်ဘ ਹੁ စီစတင်ပြင်အဲ့ဒါတွေကပါလေเนาะကျမရေလုပ်ငန်းစုတဲက business တစ်ခုเนาะအဲ့တော့ဘာဖြစ်လဲဆိုရင်အဲ့ဒီမှာ business တွေအများကြီးရှိတယ်လုပ်ငန်းစုစုမှာ business တွေအများကြီးရှိတယ်အဲ့ဒီ business တွေကเนาะအောင်မြင်မှုကတပြေးညီမရှိဘူးတချို့ကပိုးဘဝအောင်မြင်တယ်တချို့ကအောင်မြင်တာနည်းတယ်